င်္ဂလာပါခင်ဗျာ2025ခုနှစ်စက်တင်ဘာလ25ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြိုင်မာထိုးနေတဲ့စစ်ကြောင်းကနှောပင်ရွာကိုဒရုန်းနဲ့ပုံကျဲလို့စစ်ဆောင်မျိုးသားတူတေဆုံပြီးတအူးအသက်ခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမြိုင်မျိုးနယ်နှောပင်ရွာကိုဝင်ရောက်လာတဲ့စစ်ကောင်ပရှင်စစ်ကြောင်းကပုံကျဲဖြစ်ခဲ့တာတွေကြောင့်စစ်ဆောင်မျိုးသားနှစ်ဦးတေဆုံခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်စက်တင်ဘာ24ရက်မနက်၈နာရီကမှာ ပခုတ်ကူမျိုးနဲ့အင်မင်ရွာကထွက်လာတဲ့အင်အား200ခန့်မှစစ်ကြောင်းကနှောပင်ရွာဘုံကြီးကျောင်းကိုဝင်ရောက်လာပြီးနောက်ရွာအနီးကို drone နဲ့ပုံကျက်တိုက်ခိုက်ခြင်းနှောပင်ရွာသားအသက်30အရွယ်မျိုးသားကိုထိမှန်တည်ဆုံးခဲ့တယ်လို့ဒေသခံမြိုင်တောင်မင်းကပြောပါတယ်။အင်ဂျင်ကားအနီးပါလူကြီးရဲ့3000ဝန်းကျင်ရှိတဲ့နှောပင်ရွာကဒေသခံတွေဟာစက်တင်ဘာ22ရက်ကင်းရွာဘက်ကိုစစ်ကြောင်းစဝင်ခြင်းကလေးကရွာကတိမ်းရှောင်နေကြတာဖြစ်ပြီးတည်ဆုံးသူကတော့ရွာကိုခိတ္တပြောင်းဝင်လာချိန်မှာ drone ဘုံးထိတည်ဆုံးခဲ့တာလို့ဆိုပါတယ်။ ဒါပြင်စစ်ကောင်စီတပ်ဘက်ကညာဘက်အထိလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်အလောင်းကောက်ဖို့ခက်ခဲခဲ့ပြီးမင်းကညာဘက်မှာဒေသခံတချို့ကကောက်ယူခဲ့တယ်လို့ဆိုပါတယ်။စစ်ကြောင်းထွက်သွားပြီးနောက်တော်လန်ရေးတပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းရေးလုပ်ချိန်စက်တင်ဘာ25ရက်ဒီနေ့လယ်12နာရီဝန်းကျင်မှာဂျော်နီကမြေဘက်ကင်းထဲမှာပြစ်ဒတ်ခံရတဲ့အသက်32နှစ်ဝန်းကျင်စကားမပြောတဲ့သူနှောပင်ရွာသားတဦးရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစကြောင်းဟာစက်တင်ဘာ22ရက်ကစတင်ကမြိုင်မြို့နယ်တဲကိုဝင်ရောက်လာတာဖြစ်ပြီးလက်ရှိမှာနှောပင်ရွာကနေ အရှိတောင်ဘက်ကင်းရွာစီကိုပြန်လည်ထွက်ခွာနေတယ်လို့မြိုင်တောင်မင်းကပြောပါတယ်စစ်ကြောင်းကြောင့်နှောပင်ရွာပါဝင်မြိုင်မြို့နယ်တဲကကြောက်ဖူးဝက်ကြနှောပင်ကင်းရွာနဲ့ရေစကြိုမြို့နယ်ကွန်တီကန်ရွာပခုတ်ကူမြို့နယ်မြောက်လူကန်မကြီးကန်ကိုင်းရွာပါကျေးရွာ၁၁ရွာကျော်ကဒေသခံ၈၀၀၀ကျော်လဲဖက်ပြေးတင်းရှောင်နေကြရပြီးလက်ရှိမှာမိုးဆက်တက်ရွာနေတာကြောင့်နေထိုင်ရေးအခက်တွေ့နေတယ်လို့ဆိုပါတယ်ကင်းပဖို့လာတဲ့ပြူစောတီတွေပြစ်ခတ်ခံရလို့တအူးတိတ်ဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်း တရက်ကန်ရွာကနေကင်းပတ်ဖို့ထွက်လာတဲ့ပြူစော်တီတွေကိုပြစ်ခတ်တိုက်ခိုက်ရာတဦးသေဆုံးခဲ့တယ်လို့တီဝမ်ကေပျောက်ကြားတပ်ဖွဲ့စီကသိရပါဗျ။စက်တင်ဘာ24ရက်မနက်6နာရီကတရက်ကန်ရွာကနေကင်းပတ်ဖို့ဘန်ဂါရဲကထွက်လာတဲ့ပြူစော်တီတွေကိုဂျွာနီရောက်ဒရုန်းနဲ့မီတာ100နဲ့150အကွာဝေးကနေလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပြစ်ခတ်ခဲ့ရမှာတရက်ကန်ရွာကပြူစော်တီကင်းမှုမျိုးနိုင်ပွဲချင်းပြီးတည်ဆုံးခဲ့ပြီးပြူစော်တီတွေဘက်ကလည်းပြန်လည်ပြစ်ခတ်ခဲ့ကြတယ်လို့ဆိုပါတယ်။တရက်ကန်ကြီးရွာမှာပြူစော်တီအင်အား100ဝန်းကျင်ရှိပြီး လက်ရှိမှာရိတ်ခါပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့လည်းသိရကြောင်း T1K ပျောက်ကြားတပ်ဖွဲ့တပ်ဖွဲ့ဝင်စောကြီးကပြောပါတယ်ဒီတိုက်ခိုက်မှုကို T1K ပျောက်ကြားတပ်ဖွဲ့မြန်ပကဖတရင်တစ်တခွဲတစ်မြန်ပကဖတရင်တစ်တခွဲလေးဆက်ကြာပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC အပါအဝင်မဟာမိတ်ပူးပေါင်းတပ်တွေကလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်နောက်ဆုံးတစ်ပုတ်အနေနဲ့မိုးများလို့နိုင်ငံအလဲပိုင်းမျိုးတို့ချို့ရေးကြီးခဲ့ပြီးမုံတိုင်းကြောင့်နောက်၅ရက်အတွင်းရေကြီးမြေပြိုဖြစ်နိုင်တယ်လို့မိုးစလာသတိပေးထားတဲ့သတင်းကိုတင်ဆက်ပါမယ်။ မကွေးတိုင်းတွင်းရှိမြို့နယ်တချို့မှာမိုးဆက်တိုက်ရွာသွန်းလာကြောင်းစက်တင်ဘာ24ရက်ညပိုင်းကစတင်ပြီးခြေကြီးရေရှမ်းမှုတွေဖြစ်နေတယ်လို့မြန်မာနိုင်ငံမီးသတ်ဌာနကသတင်းထုတ်ပြန်ပါတယ်။မင်းဘူးမြို့နယ်နဲ့မင်းလာမြို့နယ်အတွင်းတို့မှာခြေကြီးရေရှမ်းနေတာဖြစ်ပြီးစက်တင်ဘာ24ရက်ည7:00နာရီကမှမိုးသည်ထန်စွာရွာသွန်းလာကြောင်းမင်းဘူးမြို့နယ်စက်ပွက်ချောင်းရေရှမ်းပြီးကြောက်တန်းကျေးရွာအတွင်းရေဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စက်တင်ဘာ25ရက်ဒီမနက်ပိုင်းမှာမင်းဘူးမြို့နယ်မှာမိုးသည်ထန်စွာရွာပြီးမင်းဘူးစကုလမ်းပေါ်ရေကျော်က မန်းချောင်းရေရှမ်းပြီးအောက်ဆက်တော်ရဘုရားကိုလည်းရေဝင်ရောက်နေတဲ့အပြင်မင်းလာမြို့နယ်တရက်မင်းလာကားလန်းမိုင်းနိုင်အမှတ်90မြင်းဆောင်၃ညနဲ့90မြင်းဆောင်၁ချားမှလည်းချောင်းရေကြီးနေတယ်လို့သိရပါတယ်။စကုမြို့မှာလည်း၃ရက်ဆက်မိုးရွာသွန်းတာကြောင့်ချောင်းရေတက်ပြီးရေကြီးရေရှမ်းဖြစ်ကစပားဆိုင်ခင်းနဲ့နှမ်းဆိုင်ခင်းတွေလည်းရေလွှမ်းမှုတန်ခံခဲ့ရတယ်လို့စကုမြို့ကန်တူကပြောပါတယ်။လက်ရှိမှာချောင်းရီပြန်ကျနေပြီးရေလွှမ်းမှုကြောင့်နှက်ဆိုင်ခင်းတွေပျက်စီးမှုရှိကဆုံးရှုံးမှုကိုတော့မသိရသေးဘူးလို့ဆိုပါရတယ်။အလားတူသခိုင်းမျိုးနဲ့ဘကိုးတိုင်းအရှိန်ကျန်တောင်ငူမျိုးနဲ့အတွင်းမှာလည်း မိုးတက်ထန်စွာရွာသောနောက်ကြောင့်ရေကြီးရေလျှံမှုတွေနဲ့ကြုံတွေ့နေကြရပါတယ်။တရုတ်နိုင်ငံတောင်ပိုင်း၊ကွမ်ရှိပြည်နယ်တောင်ပိုင်းဒေသတွေကိုဖျက်ချော်နေတဲ့အာကောင်းသောအပူပိုင်းမုန်တိုင်းရာခာစာကြောင့်ဒီနေ့ကစပြီးအောက်တိုဘာ၁ရက်အထိပဲခူးတိုင်းမကွေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်အများစုမှာမိုးထစ်ချုံရွာပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒဦးစီးဌာနကစက်တင်ဘာ၂၅ရက်ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။ ဒါအပြင်မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပင်တိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပစ်တာ၊လျှက်စီးလက်တာ၊မိုးသီးကျွေတာနဲ့တရက်တစ်ပတ်ရေကြီးမှု၊မြေပြိုမှုစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တာကြောင့်ကြိုတင်သတိပြုရှောင်ရှားဖို့ကိုလည်းမိုးစလားကသတိပေးထားပါဗျာ။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်အတန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်အတန်ရဲ့ website, YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။